လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတစ်ဖြူကုန်းရွာလေးဟာတစ်ပင်ကြီးတွေထူထဲစွာပေါက်နေတဲ့တောနဲ့ကြီးအနီးမှာတည်ရှိခဲ့ပါတယ်။အဲ့ဒီတောထဲမှာတော့အရင်ကကြမ်းတမ်းပြီးနယ်မြေကိုဆွဲလန်းနေတဲ့ဘလူးမကြီးတကောင်ရှိနေခဲ့တာပါ။သူပိုင်ဆိုထားတဲ့အဲ့ဒီတစ်တောထဲကိုလာပြီးအမဲလိုက်ကြတဲ့သူတွေတောထဲပစ္စည်းရှာပွေတဲ့သူတွေအများစုဟာဘတော်မှအသက်ရှင်ပြီးပြန်ထွက်မလာနိုင်ခဲ့ကြပါဘူး။အဲ့ဒီတောထဲကိုဝင်လိုက်တာနဲ့ကြောက်စရာကောင်းလို့နဲ့ဘလူးမကြီးရဲ့လက်ချက်ကြောင့်ပျောက်ဆုံးသွားခဲ့ကြတာပါ။ ဒါကြောင့်တစ်ဖြူကုန်းရွာလူကြီးဟာသူ့ရဲ့ရွာသားတွေကိုအစည်းအဝေးခေါ်ပြီးတိုင်ပင်ဆွေးနွေးနေကြတာပေါ့။ဟေးဖိုးစီဖိုးမလူတွေအများကြီးပဲကွာ။စုယုံစုယုံနဲ့ဘာတွေလုပ်နေကြလဲမသိဘူးပျော်စရာကြီးနော်။ဟုတ်ပါ။သူတို့ဖဲဝိုင်းလာဘာလားတော့မသိဘူး။သွားမယ်ကွာသွားမေးကြည့်အောင်။အပရေအပအပတို့ဒီမှာလူစုလူဝေးနဲ့ဘာတွေလုပ်နေကြရလဲဗျ။ဟာမင်းတို့မသိဘူးလားကွာ။ကိုမမောင်ရဲ့သားထွန်းရေးလေ။ သူတောထဲကိုပစ္စည်းရှာဖို့ဝင်သွားတာနှစ်ရက်သုံးရက်လောက်ရှိပြီပြန်မလာသေးဘူးတဲ့အဲ့ဒါဟိုတနေ့ကရွာသားတွေတောထဲသွားတော့စုပ်ပြက်နေတဲ့သူ့ဝတ်စားတွေပဲတွေ့ခဲ့ရတယ်လူကမတွေ့တော့ဘူးလို့ပြောတယ်သူလည်းယာမနီဖန်းစားတာကိုခံရပြီထင်ပါတယ်ကွာဟမ်ဒါနဲ့ယာမနီဆိုတာဘာသူလဲဗျဟာဘလူးမကြီးယာမနီဆိုတာအကျန်းနှံဆုံးဘလူးမလေကွာသူကအဲ့ဒီတစ်တော့သူ့အပိုင်နဲ့မြေးဆိုပြီးဘသူမှထိလို့မရအောင်စောင့်ရှောက်နေတာ ဘသူမစို့သူ့နယ်မြေထဲဝင်သွားတာနဲ့အသက်ရှင်လျက်ပြန်မလာနိုင်တော့ဘူးကွာမင်းတို့မသိဘူးလားမင်းတို့မိဘတွေကပြန်ပြောမပြအောင်လားကွာကြောက်စရာကြီးပြားရွာသားတွေတော်သေးဝင်လိုက်ဘလူးစားတာခံရလိုက်ဖြစ်နေတယ်ဆိုရင်ငါတို့ရွာသားတွေဘလူးနေထိုင်ကြမလဲအငှက်ပေးနဲ့တေကုန်ကြမှာပေါ့အဲ့ဒါကြောင့်ဒီမှာအကြံဉာဏ်လေးပါလေရမလားဆိုပြီးတိုင်မင်းနေကြတာလေအခုစိန်ဘသူမှတော်သေးကိုပစ္စည်းရှာဖို့မတော်ရဲကြတော့ဘူးတရွာလုံးကဘလူးမကြီးကိုကြောက်နေကြတာ နေခင်းဘက်ဝင်လဲဖန်ဆားခံရတာပဲလားတဲ့ကြီးအေးနေခင်းဘက်လဲဖန်ဆားတာခံရတာပဲတော်တဲ့ကိုဝင်သွားတာ ਨੇ ဘသူမှအသက်ရှင်လျက်ပြန်ထွက်လာဖို့ခွင့်ရင်းမရှိတော့ဘူးကွာအခုရွာသားတွေအားလုံးကြောက်လန့်တကြဖြစ်နေကြတာအဲ့ဒါကြောင့်မဲလေဒါဆိုကျွန်တော်တို့ရွာသားတွေအားဒီရွာနားတစ်ဝိုက်မှာပဲဘာလို့မရှာကြတာလဲအဲ့ဒီတောနဲ့ကြီးတဲ့အန်ဒီဖြစ်မှတိတိကြီးနဲ့ဘာလို့ဝင်နေကြတာလဲဗျာဟဲ့ကောင်လေးမင်းမသိပဲနဲ့မပြောနဲ့ကွာမရဘူး ဂျွာနာတဝက်ကရွာသားတွေအားလုံးရှာပီးသားတွေဖြစ်နေပြီးတာရဲ့တော်ရစ်ဆန်တွေကလည်းရွာနာမှာမနေကြတော့ဘူးလေအဲ့ဒီတောနဲ့ကြီးတဲ့ဟောပဲပြေးဝင်ကြကုန်မင်းအခုငါတို့ရွာသားတွေအတွက်ဒီနာတဝက်မှာပဲတားကောင်ပြုတ်ဖို့ဆိုရင်ဘာကောင်းမှမရှိတော့ဘူးလေအဲ့လိုဆိုရင်တော့ကျွန်တော်တို့ရွာဘလူးမကြီးလက်ထက်ကလုံးဝမလွတ်နိုင်တော့ထက်နဲ့အစားအစာမရှိလို့တေကုန်တော့မှာပဲဗျာဒါဆိုဖြည့်ရှင်းနည်းရော လုံးဝမရှိဘူးလားတကြီးအေးအခုချိန်ထိတော့မရှိသေးဘူးလို့ပြောရမှာပေါ့ကွာဒါပေမဲ့ ဘသူမှတောတဲ့မဝင်ရဲကြတော့အခုလောလောဆယ်တည်တဲ့သူလည်းမရှိသေးဘူးကွာအလို့ဆိုရင်တော့တကြီးကျွန်တော်အကြံတစ်ခုလောက်ပေးချင်တယ်ကျွန်တော်တို့ရွာသားတွေအားလုံးစုပြီးတော့တောထဲဝင်ကြမယ်လေပြီးရင်ဘလူးမကြီးကိုရှင်းပြလိုက်မကောင်းလားဗျဟာဘသူကအဲ့လိုလုပ်ဖို့တတ်သိရှိမှလဲကွာဘသူမဆိုကို့အတက်ကိုချစ်ကြတာပဲလေတကယ်လို့လူစုပြီးသွားရင်လဲဘလူးမကြီးကိုအနိုင်ယူနိုင်မလားဆိုတာကမသိချဘူးကွာသိချတာတော့ရွာသားတွေတယောက်နှစ်ယောက်ကတော့သိနိုင်တယ် တီတော့ရွာသားတွေလည်းဘသူမှမတော်ရဲကြတော့ပေါ့ကွာစဉ်းစားကြည့်တော့လည်းဟုတ်တာပဲเนาะဒီတိုင်းသာဆိုရင်တော့ကျွန်တော်တို့ရွာသားတွေလုံးဝမလွတ်မြောက်နိုင်ဘူးပဲဘလူးကြောင့်တည်ရမဟုတ်ပဲအစားအစာမရှိလို့တည်တော့မှာဂျာနဲ့လေအဲ့ဒီဘလူးမှကြွားရဲတော့တခါမှအစားရှာလာတာမရှိဘူးเนาะသူမဝင်ရဲပါဘူးဟာဝင်လိုက်သူ့နယ်မျိုးပြန်သွားတဲ့လမ်းမှာတင်ရွာသားတွေနဲ့တွေ့ပြီးတော့တန်ရာရမှာဆိုလို့ဖြစ်မှာပေါ့ဟာဟောဘလူးလုံးရမှာမသိရောပါဘူးကွာကျော်အပြောင်းရှိလောက်ရင်လဲ လဲမတင်ဘလူးမကြီးနဲ့တွေ့နိုင်တာပဲကံတရားဘတော်မအတက်ပြောလို့မရပါဘူးလေကံဆိုပြီးတော့သူနဲ့တွေ့ရင်အကုန်လုံးဒုက္ခတွေများကုန်လိမ့်မယ်ဘလူးမကြီးယာမနီရဲ့ဩစာအာနာဟာတစ်တော်ထဲမှာတင်မဟုတ်ပဲရွာသားတွေရဲ့နေစဉ်ဘဝကိုပါလွှမ်းမိုးချင်းကြောက်နေတာပါသူမကိုကြောက်လန့်နှုန်းလို့ရွာသားတွေဟာအသက်မွေးဝမ်းကြောင်းအတွက်တောထွက်ပြစ်စီရှာဖွေမှုကိုတောင်ဘသူမှမတော်ရကြတော့ပါဘူးတောနဲ့ကြီးတဲ့ကိုခြေချမိတဲ့သူတိုင်းအသက်ရှင်လျက်ပြန်ထွက်လာနိုင်ဖို့ဆိုတာ ခက်ခဲတဲ့ကံကြမ္မာတစ်ခုလို့ဖြစ်နေတာကြောင့်တရွာလုံးလဲကြောက်လန့်နေကြတာပေါ့အေးဘလို့လုံးဝမလဲမသိဘူးကွာရွာသားတွေဒီလိုဖြစ်နေတော့မကောင်းတော့ဘူးကွာအကုန်လုံးဒုက္ခတွေများကုန်လိမ့်မယ်အပရေအပဘာရင်းကြီးညာလဲဗျကြည်ပေါင်ကွာငါတို့ရွာသားတွေဘသူမှအလောက်ကိုင်းထွက်ပြီးမလုပ်ရဲကြတော့ဘူးလေဒီလိုသာဆက်ဖြစ်နေမယ်ဆိုရင်တော့ရွာသားတွေအားလုံးအစာရေးစာရှာပါလို့ဖြားနာပြီးတည်ကုန်ကြတော့မှာပဲဒီလိုနဲ့ရက်ပေါင်းများစွာကြာလာတော့ရွာသားတွေဟာ ဘလူးမကြီးကိုကြောက်နေကြပေမဲ့ဘားရဲ့စားလောင်မှုတန်ကိုမခံနိုင်တော့ပါဘူး။ဒါကြောင့်ရွာရဲကကိုမြင့်နိုင်နဲ့ကိုအီတောင်းတို့ညောင်ဟာကြောက်လန့်တုံလှုပ်နေပေမဲ့မတက်တာပဲ။သူတို့မိသားစုဝန်းရေးအတွက်တောနဲ့ထဲဝင်သွားခဲ့ကြတယ်။အိမ်မှာကြံ့ရင်ခဲ့တဲ့သူတွေကတော့သူတို့အသက်ရှင်ဖို့ပဲဖျားမှဆွတ်တောင်းနေကြရတာပေါ့။ဟိုးဒီနေရာထိုးဆန်းလိုက်တာကွာ။တတော်လေးကိုတိတ်ဆိတ်နေရပဲ။မင်းကလည်းဘာတွေပြောနေရလဲကွာ။မြင်မြန်လျှောက်ပါကွာ။မြင်မြန်သွားမြင်မြန်ပြန်ရအောင်။ အေးပါငါလည်းမြင်နေရှောက်နေပါပဲလေဒါပေမဲ့ဒီနေ့တော့ဟာတိတ်ဆိတ်နေလို့ထူးဆန်းနေပြောတာပါကွာတော့နဲ့တဲ့မဝင်တာလနဲ့ချီနေပြီမလားဒါရဲ့တရိတ်ဆန်တွေလည်းအများကြီးမရှိအောင်ထက်နေငါလူငယ်ဘဝတော့ဟာဆိုငှက်တွေကြွက်တွေအများကြီးပဲရှာလို့တော့မကုန်ဘူးကွာဒါပေမဲ့အခုတော့ဟာပြောင်းလဲသွားပြီကွာဘာမှမရှိတော့ဘူးဟာပြောရင်းနဲ့ပင်မလာပြီကွာထိုင်ပြီးနားလိုက်အောင်ပါပဲဟေးညံ့နိုင်ရမနားဆမ်းပါနဲ့ကွာနားလိုက်ညံ့နေစောင်းသွားလိမ့်မယ် ။ဟာညနေမရောက်ပါကွာခဏလေးပဲနားမှာပါ။ညောင်းလွန်းလို့ပါကွာ။အေးဒါဆိုလဲမင်းအဲ့ဒီမှာထိုင်ပြီးနားနေလိုက်။ငါတို့ဟိုဘက်မှာအသီးနဲ့နေသွားခူးလာမယ်။အေးအေးအေးငါအတွက်လဲပိုခူးခဲ့အောင်နော်။ငါတကယ်ပေးမန်းနေလို့ပါကွာ။အိုးတိုးတဲ့အသီးနဲ့နေရှားတာလဲခတ်လိုက်တာ။ဟင်အဲ့အဲ့ဒါဘာကြီးလဲကွာအမြင့်ကြီးပါလားသက်ပင်ရဲ့အရှိတ်လားငါနဲ့နေပူတန်ခင်ရလုံးလုံးမူးညာလားမသိဘူးဟာ ရရရမရမဟင်ပါပါလဲအေးတောင်ဘာပြောနေရလဲမင်းမင်းငေါ့မျက်စားခိုင်းညာလားငါငါမစောင်းတော့ငါကြွေးမဟုတ်ဘူးကွာမဟုတ်ဘူးမဟုတ်ဘူးငါမျက်လို့ပြောတာမဟုတ်ဘူးဟိုဟိုမာဘလူးမကြီးယာမနီလို့ပြောနေတာဟင်ဘယ်မှာလဲဘယ်မှာလဲဘယ်မှာလဲအေးတောင်ရဘလူးမကြီးကဘယ်မှာလဲငါသိချာမကြားရလို့အနာကပ်ပြီးပြောပါအောင်ဟာဟာအနာကပ်လို့မရဘူးပြေးမမိမှာဆိုလို့ မြင့်နိုင်မင်းထိုင်တဲ့နေရာကိုကြီးလိုက်ပါအောင်ကွာဟာငါထိုင်တဲ့နေရာမှာဘာမှမရှိပါဘူးကွာတစ်ပင်တွေပဲရှိတာ哦မြင့်မြင့်နိုင်မင်းအပေါ်မော့ကြည့်ပါအောင်ဟာဟင်ဟာအေးမြင့်နိုင်အတန်မထွက်နဲ့အတန်မထွက်နဲ့သူနိုးသွားလိမ့်မယ်ကွာအေးအတန်မထွက်တော့ဘူးငါငါအတန်မထွက်တော့ဘူးလာလာငေါ့ငေါ့လာကူပေါင်းဟာငါခြေတော့တွေကလှမ်းလို့မရတော့ဘူးကွာဟာအဲ့ဒီနေရာနေမြင်မြင်ထွက်လာခဲ့လေ ဘလို့ထွက်လာမှလဲငါခြေတော့တွေလှမ်းလို့မရတော့ဘူးဟငါငါ့ကိုဆွဲပါဟာဟမ်ဘာတန်လဲဟင်သူသူနိုးတော့ပြီမြင့်နိုင်မြင်မြင်ထွက်လာခဲ့မြင်မြင်ထွက်လာခဲ့ရောငါတို့အစားစာသူ့ကသာသူရောက်လာတဲ့ဟင်ရက်လိုက်စမ်းနေပေသွားမလို့လေနင်တို့ကငါနဲ့မျိုးကျူးကျော်ရဲတာလားနင်တို့ကဘတော်မှလွတ်ပေးမှာမဟုတ်ဘူးအေးတော့ ငေါ့ငေါ့ကူပေါင်းဟာငေါ့ကေပေါင်းငေါ့ကေပေါင်းအီတောင်းရငေါ့ငေါ့ဘလူးမကြီးကဖမ်းနေပြီမျက်နှာရငါငါတောင်းမှန်ပါတယ်ကွာငါမင်းကိုမကူညီနိုင်တော့ဘူးငါလည်းကြောက်တယ်အမေအေးကေပေါင်းပြူဘသူမှနင့်ကိုမကူညီနိုင်ဘူးငါနေမြေတဲကိုကျူးကျော်ရဲတဲ့ကောင်အသက်ရှင်လည်းပြန်သွားရမယ်လို့မျှော်လင့်နေနဲ့ ဲ့ဒီနေရာစပြီးဘေးရွာသားတယောက်မှတိုးရိတ်ကိုခြေတလန်းတော့မဝင်ရကြတော့ပါဘူး။အရင်နှောင်းကဝင်သွားတဲ့တခြားရွာသားတွေလိုသူတို့အိမ်တွေစီဘက်တော့မှပြတ်မလာနိုင်ပါကိုအရင်ကြောက်နေကြလို့ပါ။ဒါအပြင်ရွာသားတွေဟာဘလူးမကြီးကရွာတိုက်ထိတ်ဝင်လာပြီးလူတွေအားလုံးကိုဖမ်းဆီးသွားမှလဲစိုးရင် ထိတ်လန့်နေကြတာပေါ့။သူတို့လုံနိုင်တာကတော့ကောင်းကင်ဘုံကနှကောင်းနှမြတ်တွေကိုမျက်ရည်နဲ့စူတောင်းပန်ကြနေရတာဖြစ်ပါတယ်။ သူတို့နှက်ကောင်းတဲ့မြတ်တွေကိုနေတိုင်းဆူတောင်းနေတဲ့ချိန်မှာပဲသေရီတောက်ပြီးနှစ်ပေါင်း900လောက်ကြောင်းအိပ်ပျော်နေတဲ့နှက်တပါးဟာရုတ်တရက်နိုးလာခဲ့ပါတယ်။သူဟာသူကိုယ်တိုင်စောင့်ရှောက်ရမယ့်ရွာကိုဆင်းလာပြီးကြည့်တဲ့အခါမှာရွာသားတွေခံစားနေရတဲ့ဆင်းရဲဒုက္ခတွေနဲ့ချောက်ချားမှုတွေကိုမျက်ဝါးထင်ထင်မြင်လိုက်ရတော့တာပေါ့။ဟေးငါခဏလေးအိပ်ပျော်သွားတာကိုရွာသားတွေတီလိုတောင်ဖြစ်နေရောလားဟဲ့မယုံနိုင်စရာပဲကွ။ဒီဘလူးမကြီးကတလောက်တောင်အလွန်ကျူဆိုးသွမ်းနေရောတလား။ ငါသေးကြောင့်ခဏလေအိပ်ပျော်နေတော့ကြွားသားတွေကိုဒုက္ခပေးနေရပဲမဖြစ်ဘူးမဖြစ်ဘူးဒီလိုဆိုရင်တော့ဘလူးမကြီးကိုရှင်းပြရတော့မယ်ဟာနမင်းကြီးနင်ကဒီနယ်မြေမှာနတ်ဥပဒေကိုချိုးဖောက်တာများနေပြီနင်သိရဲ့လားလူသက်တာလူတွေကိုကြောက်လန့်အောင်လှုပ်တာဒါကြောင့်နင်ကျိန်စာတဲ့နာခံရတော့မယ်။အိုးနတ်မင်းကြီးဂျမောက်ကျိန်စာမတိုက်ပါနဲ့ဂျမနောက်ထပ်မလှုပ်တော့ပါဘူး။မရဘူးဘလူးမကြီးရမနီ။ ဥပဒေရဥပဒေပဲနင်အမားရင်အမကြီးလောက်ခဲ့ပြီးပြီဒီညနေနင်ထွက်သွားလို့မရတော့ဘူးနင်သားကောင်ဖန်ဆားချက်နဲ့ဆိုရင်အဲ့ဒီသားကောင်နေ့နယ်မြေထဲဝင်လာတဲ့အချိန်မှာပဲဖန်ဆားလို့ရမယ်အရေးကြီးတာနင်မနဲ့ပိုင်းစားလို့မရဘူးနေဝင်ပြီးမှပဲစားလို့ရမယ်အခုငါပြောတဲ့စကားကိုချိုးဖောက်ရင်ကြောက်ရွံ့ဖြစ်သွားလိမ့်မယ်နောက်ပြီးဘယ်တော့မှဘဝတစ်ကိုရတော့မှာမဟုတ်ဘူးတေချာမှတ်ထားရမနေနောက်နေ့မနဲ့ရွာထဲမှာတော့ရွာလူကြီးဟာအစည်းအဝေးတစ်ခုလုပ်ပြီး ညာကနတ်မင်းကြီးပြောတဲ့စကားတွေကိုရွာသားတွေသိအောင်ပြောပြနေပါတယ်။ကဲရွာသူရွာသားတွေအားလုံးသေချာနားထောင်ကြ။မင်းညတော့ကနတ်မင်းကြီးငါးစီလာပြီးပြောတယ်။သူကဘလူးမောင်ကျင်းစာတိုက်ပြီးဒီတော့နဲ့ကြီးထဲမှာအပိုင်စားနေရာတစ်ခုပြီးခဲ့တယ်တဲ့။တကယ်လို့ငါတို့ရွာသားတွေအားသူ့ပိုင်နဲ့ထဲမဝင်ရင်ဖမ်းစားလို့မရဘူးလို့ပြောတယ်ကွာ။ဒါဆိုတကြီးသူ့ပိုင်နဲ့ကဘယ်နေရာမှာရှိမှန်းကျွန်တော်တို့ဘလို့လို့သိနိုင်မှာလဲဗျ။ကျွန်တော်တို့ကရောဘယ်နေရာမှာရှာဖွေစားတော့ရမလဲ။ နမင်းကြီးကပြောတယ်။ရွာသားတွေအားလုံးအပင်တသေးတွေရှိတဲ့နယ်မြေမှာပဲတောထွက်ပစ္စည်းရှာဖွေရမယ်။အပင်ကြီးကြီးတွေရှိတဲ့တောနဲ့ကြီးတဲ့လုံးဝမဝင်ရဘူး။ဘာလို့လဲဆိုတော့ဘလူးမသစ်ပင်ကြီးလိုအယောင်ဆောင်နိုင်တယ်။ဘသူမဆိုဝင်သွားရင်ဖမ်းဆားတာခံရမှာပဲ။အရေးကြီးတာဩငါမေ့တော့မလို့ဘလူးမကြီးကနေဝင်ပြီးမှာပဲ။တားကောင်ဖမ်းဆားလို့ရမယ်။ဒါကြောင့်အားလုံးမနဲ့ဆော့ဆော့ထွက်ပြီးနေမဝင်ခင် တောထဲကပြန်ထွက်လာရမယ်။မင်းတို့ဘေးကင်းရဲ့အတွက်ပေါ့ကွာ။ တကယ်လို့ရွာသားတယောက်ယောက်ဘလူးမကြီးရဲ့နေမြေထဲမှာပြီးဝင်သွားရင်လက်မောင်းနဲ့ခြေတော့ကယူဆိုင်ကြပါဘာလို့လဲဆိုတော့ဘလူးမကြီးကလူသားတွေရဲ့လက်မောင်းနဲ့ခြေတော့ကိုအများဆုံးဖန်ဆားတတ်တယ်တဲ့တကယ်လို့အန်ဒီရရှိတဲ့နေမြေထဲရောက်နေပြီဆိုတော့သိရင်ချက်ချင်းထွက်ပြေးပါအဲ့လိုဆိုရင်တော့နည်းနည်းတော့စိတ်သက်သာရရတာပေါ့အနည်းဆုံးရှာစားဖို့နေရာရပြီလေဒီလိုနဲ့ရက်ပေါင်းများစွာကြာလာတော့အရင်တုန်းကအမဲလိုက်လို့ရတဲ့တောဆက်တဝိုက်မှာ တောထွက်ပစ္စည်းတွေနဲ့တာယတရိဆန်တွေလုံးဝမရှိတော့ပါဘူးအကြောင်းကတော့တာယတရိဆန်တွေဟာဘလူးမကြီးနေထိုင်တဲ့တောနဲ့ကြီးတွေကိုကြောက်လန့်ပြီးပြေးဝင်ကုန်ကြလို့ပါအဲ့ဒီနယ်မြေထဲကိုတော့ဘဲရွာသားမှခြေချဖို့စိတ်ကူးတော်မရင်ရဲကြပါဘူးဒီနောက်မှာတော့ရက်ကနေလရွေထိကြာလာတဲ့အခါမှာရွာသားတွေကစားရေးတောက်ရေးအဆင်မပြေတော့ပဲစာလာမှုတံကိုပြန်ပြီးတော့ခန်းစားလာရပါတယ်တောထွက်ပစ္စည်းတွေလည်းမရှိ အမဲလိုက်စရာတရိတ်ဆန်တွေရလည်းမရှိတော့ အသက်ရှင်တန်ဖို့ဘာမှရှာဖွေလို့မရတော့ပါဘူး။စောင်းဆရာပါတခုမှမရှိတော့တာကြောင့်သူတို့အသက်ဆက်ရှင်တန်ဖို့လမ်းစာပြောင်းနေခဲ့ကြတယ်။ဘလို့လုံးရမလဲတကြီးရဲ့ပြေတနာနောက်တစ်ခါပေါ်လာပြန်မင်းပြ။အေးဘလို့လုံးရမယ်မှန်းမသိတော့ပါဘူးကွယ်။ဒီလိုဆိုရင်တော့ခြေရှင်းနဲ့အတူတူစဉ်းစားကြည့်အောင်။တကြီးပဲပြောဖို့တယ်မလား။ဘလူးမကြီးကတားကောင်ရဲ့လက်မောင်းအတီးကဖန်းစားတတ်တယ်ဆို။ဒါဆိုရင်ဝါကိုဖျက်ပြီးလက်မောင်းမှဆွတ်ထားလိုက်ရအောင်။ တကယ်လို့ဘလူးမဖမ်းမိသွားရင်ဝါးထရရနေလက်မောင်းထုတ်ပြီးမြ мян ထွက်ပြေးအောင်မဲ။အိုးမိုင်မဲတဲ့အကြံဉာဏ်ပါလား။ဘလူးမမျက်လုံးရှိတယ်ဟ။နင်လက်မောင်းထုတ်လိုက်ရင်လည်းသူမြင်မှာပေါ့။မမြင်ပါဘူးကွယ်။ငါမင်းတို့ပြောဖို့မိနေတာ။ဘလူးမတားကောင်ဖမ်းမိတဲ့အချိန်ဆိုရင်တားကောင်ကီယူမဆိုင်ပဲနေယူပဲကြည်နေတတ်တယ်တဲ့။ဘာလို့လဲဆိုတော့နတ်မင်းကြီးကပြောခဲ့တယ်လေ။တားကောင်နေဝင်မှစားလို့ရမယ်မလား။တခြားအချိန်ဆိုင်ကြောက်ရွံ့ဖြစ်မှစိုးလို့လေ။ တီတော့အဲ့ဒါဘလူးမရဲ့အားနဲ့ချက်ဖြစ်နိုင်တယ်။ဒါဆိုရင်မင်းပြောတဲ့ကြံညာမစိုးဘူးကွာ။တကယ်လို့တောနဲ့ထဲဝင်ချင်တယ်ဆိုရင်လူအများကြီးနဲ့သွားကြ။ပြီးတော့ဝါးကိုဖြတ်ပြီးလက်မောင်းမှဆွတ်ထား။ဘေကင်းရဲ့အတွက်နဲ့အချင်းချင်းကူညီနိုင်တာပေါ့ကွာ။ဟုတ်ကဲ့ပါတကြီးဒီတိုင်းပဲလုပ်ကြည့်ရမယ်။အဲ့ဒီနောက်သူတို့အားလုံးဆုံးဖြတ်ထားတဲ့အချိန်လောက်ဆောင်ကြပြီးစမ်းသက်ချက်နေနဲ့တာအီတို့တင်ငယ်ချင်းမြောက်ကတောနဲ့ကြီးတဲ့ကိုဝင်သွားခဲ့ကြတယ်။ဟိုးငါတို့အသက်ရှင်လျက်အိမ်ကိုပြန်ရောက်နိုင်ပါမလားဟာ။ မင်းငောက်ရုံမှာငါတွက်ချက်ပြီးသားပါသေချာပေါင်းငါတို့လွတ်မြောက်နိုင်လိမ့်မယ်ရာခိုင်နှုန်းဘလောက်လွတ်မြောက်နိုင်မလဲနှစ်ဟာနှစ်ဆိုတာဘာကိုပြောရလဲကွာ200လား20လားမဟုတ်ဘူးလေနှစ်ရာခိုင်နှုန်းပြောတာကွာဟာချီးတယ်မှာပဲငါ200ရာခိုင်နှုန်းလို့တောင်ထင်တာဟွန်းငါတက်လေဘလူးရန်လွတ်မြောက်နိုင်ပါမလားမသိဘူးကွာငါအမေတို့တောင်တတိယလာပဲဘာလဲမင်းကအမေတို့တောက်ချင်လို့လားအမေကိုတတိယနေတာဆိုတော့ နောက်ဆုံးတော့ငါသားကောင်ဖမ်းမိပြီဟေးဟာကိုစီမင်းတို့မင်းတို့ဘလူးမကြာဖမ်းမိသွားပြီကွာငါ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 ပြေးရောမဲကွာခင်ယောက်သားအေးမင်းမသွားနဲ့အောင်လေဘာကြောက်များလဲဒါကိုလည်းကြည့်လာအောင်တန်တန်တန်ထွက်လို့ရပြီမလားကွာဟာထွက်လို့ရရင်လည်းမြင်မြင်သွားပေါ်တောက်ယူရမင်းဘာလုပ်နေရလဲကဲငါ့ရဲ့အစာလေးစားဖို့အချိန်ရပြီဟေ့ အဲဟင်ငါငါတန်းခေါင်လေးပဲရောက်သွားလဲဟင်ဝါဝါပဲရှိရလားဘလူးမကြီးတတိထားမိတဲ့အချိန်မှာတော့သူ့ရဲ့တားကောင်တွေဟာအဝေးကိုထွက်ပြေးလွတ်မြောက်သွားခဲ့ကြပါပြီဘလို့အเจ้าတွေကြောင့်ဒီတားကောင်တွေဟာသူ့ရဲ့နယ်မြေကနေထွက်ပြေးနိုင်ခဲ့တယ်ဆိုတာကိုသူလုံးဝမသိလိုက်ပါဘူးကြွားကိုပြန်ရောက်လာတဲ့တားအိတို့ဟာသူတို့စီစဉ်ထားတဲ့အရာအောင်မြင်သွားပြီဆိုတာကိုသိလိုက်ရတော့ဘလူးမကြီးကိုအရင်လိုမကြောက်ကြတော့ပါဘူးသူတို့ဟာအဲ့ဒီဘလူးမကြီးကိုမကြောက်တဲ့ပြင် ပုံမှန်အတိုင်းသူတို့ရဲ့အလုပ်ကိုင်တွေကိုပျော်ပျော်ရွှင်ရွှင်နဲ့ပြန်လည်လုပ်ကင်ခဲ့ကြပါတယ်။ဒီလိုနဲ့သူတို့ရဲ့ဘဝတွေဟာအမောင်ထဲကနေအလင်းရောင်ထဲကိုပြန်ရောက်လာခဲ့ကြတာပေါ့။